င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုနဲ့တီဘောမြို့ကြနယ်မိုင်းရဲမြို့အထက်အဝင်တွေကိုစစ်ကောင်စီတပ်က တရားမဝင်ကုန်စည်တင်သွင်းမှုအကြောင်းပြပြီးဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်9နာရီမှာကားတွေကိုပိတ်ထားတယ်လို့ဒေသခံတွေကသိရပါဗျာ။ စစ်တပ်ထိန်းချုပ်ထားတဲ့တီဘောနဲ့မိုင်းရဲကိုလူဝင်ထွက်ကန့်သက်တဲ့အပြင်တရားမဝင်ကုန်စည်တင်သွင်းတာတွေကိုလည်းအကြောင်းပြပြီးတော့ခီးတဲ့တင်ရင်တွေကုန်တင်ရင်တွေနဲ့ခရီးသွားမဲ့အဆိုင်ငယ်တွေကအစပိတ်ထားတာကြောင့်ရင်တွေပိတ်ဆို့နေတယ်လို့သိရှိရပါတယ်ပြီးခဲ့တဲ့တပတ်ကစစ်ကောင်စီနဲ့ MNDA တို့လာရှိုးမှဆွေးနွေးပြီးတဲ့နောက်ကိုကန့်တက်တရားမနေ့ကသူတို့တက်ဆွဲထားတဲ့မိုင်းရဲ့အထွတ်နန်းပေါင်နန်းလန်နဲ့တီဘောနဲ့လာရှိုးကြကတက်တွေကိုတိန်နီမြို့နယ်စီပြန်ဆုတ်သွားပြီလို့လည်းသတင်းတွေထွက်ပေါ်နေပါဗျာ စစ်ကောင်စီကတရားမဝင်ကုန်တွေထိန်းချုပ်ဖို့အတွက်ရှမ်းမြောက်မာရီမကပဲရှမ်းအရှိကနေတောင်ကြီးကိုတည်လာတဲ့ကုန်တင်ရင်တွေကိုလည်းမိုင်းပေါ်မှာပိတ်ပြီးတော့ဖမ်းဆီးတာတွေကို မနေ့ကစတင်ပြီးတော့လှုပ်ဆောင်တာတွေရှိရဲလို့စုံစမ်းသိရှိရပါတယ်ရှင်စကိုင်းတိုင်းဝက်လက်မြို့နယ်ထဲမှာအာနာသိန်းစစ်တပ်ကတလအတွင်းကျေးရွာ12ရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့နှစ်ပတ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး160နီးပါးပြုလုပ်ခဲ့တယ်လို့ဒေသခံတော်လှန်ရေးတိုင်းဝန်ကသိရှိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ13ရက်နေ့ကနေစတင်ပြီးနိုဝင်ဘာလ13ရက်နေ့ထိမီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ12ရွာကနေအိမ်ယာနဲ့ချီပြီးတော့မီးလောင်ပျက်စီးသွားသလိုပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်းခိုးတယ်တာရှိရဲလို့ဝက်လက်မြို့နယ်လူမှုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်စစ်ကြောင်းရှိနေသေးတဲ့အတွက်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့မစီစစ်ရသေးဘူးလို့ဆိုပါရယ်စစ်တပ်ကစစ်ကြောင်းထိုးနေလို့စစ်ဘေးရှောင်နေရတဲ့ရွာ20ကျော်ရှိပြီးလူကြီး2000ဝန်းကျင်ရှိရလို့သိရပါဗျ ဒေသတွေမှာလည်းစီရေးတက်မှနေပြီးစစ်တပ်ဘက်ကအထိနာတဲ့အခါမျိုးတွေမှာစစ်ရင်နဲ့မဆိုင်တဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးတာရှိပါတယ်။အော်တိုဘာလဝက်အတွင်းမှာတင်လေချောင်းကနေဘုံကျဲတာအကြိမ်ကြီး160ကျော်တယ်လို့ဝက်လက်မျိုးနဲ့ပါကဖပြန်ကြားရေးတာဝန်ခံကိုလင်းရောင်က DVV ကိုပြောပါရရှင်။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရေကောက်ပွဲပိုင်းတစ်ခုကျင်းပသွားမှာဖြစ်ပြီ ကင်းပြည်နယ်မှာတော့ဖအံမြောက်ပြည်နယ်တန်တောင်ကြီးမြို့နယ်သုံးခုမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဖအံမြို့မှာရွေးကောက်ပွဲအတွက်အော်တိုဝါလာ28ရက်နေ့ကစပြီးဒီဇင်ဘာ26ရက်နေ့အထိရပောင်း60မဲဆက်စီဝင်ကာလာအတွင်းနိုင်ငံရေးပါတီတွေမဲဆက်စီဝင်လှုပ်ဆောင်နေပါတယ်။ဒါကတော့ဘာမှမရှိဘူး။ဟိုတော့ဘိုးနေရကြနေနေပေါ့။သူကပြောနေချင်းတာချင်းတာပေါ့။ဟိုမှာဓာတ်ပုံနဲ့တက်လိုက် ကြည့်လာပါလေ၄၀အောင်အောင်ဆိုတော့တော့ကြည့်တယ်လေပုံနဲ့ကျင်းတော့ကွာအောင်မရှိဘူးဒီရဲ့တိတ်ကိုတိတ်မွေလာဦးတယ်ဒီတော့ကွာဟိုဘယ်လိုပြောမလဲဟိုဟိုတောင်းတောင်းအရာသာလုံရတာမဟုတ်ဘူးကိုရင်ပြောရင်ဒါအကြောင်းရတော့ကြောင်းရလို့သွားကြတော့ကွာဘယ်တော့မရှိတာပေါ့အနေဒီကိုရှင်လုံးမရဘူးအဲ့လိုဒါတက်တက်ပြောရရင်အနေဒီတော့ကဒီမဲဆူးလို့ပါလို့ဟောဟောတောင်းနေပါတော့ အားနဲ့အင်းနဲ့အားနဲ့လို့အခုအင်းနဲ့အားနဲ့မှမရှိကြပါဘူးကတော့ကတောင်ရှိလို့သာအဲ့ဒီပုံစံမျိုးဖြစ်နေတယ်အနောက်မှာဘာရှိလို့ရှိမှပုံစံသိနေအန်ဒီယာတော့ရှိတာပေါ့ကျန်းခိုင်ရေးပါတီအားကောင်းနေရက်ကွက်နဲ့ကြေးရွာတွေမှာစစ်ကော်မရှင်နဲ့အောက်ခံကျန်းခိုင်ရေးပါတီဝင်ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတွေကကျန်းခိုင်ရေးပါတီကိုမဲထည်ဖို့အလုတ်သမားတွေကြီးကျော်နေထိုင်သူတွေနဲ့စစ်ဆောင်ပြည်သူတွေကိုဖိအားပေးချင်းချောက်တာတွေရှိနေပါတယ် လုံခြုံရေးအကောင်နဲ့ဖအံမြို့မှာရွေးကောက်ပွဲမှာမဲပြီးဖို့ထင်ထင်ရှားရှားမတွေ့ရသေးတဲ့ပြင် အတန်သိနေတယ်လို့ကင်းနိုင်ငံရေးလေလာသူတယောက်ကပြောပါတယ်။ဒီကမြို့ပေါ်ကြတော့လုံခြုံရေးအတန်းတန်းစုလို့ရှိရပေါ့နော်။လုံခြုံရေးတန်းတန်းတစ်ခုရှိတဲ့အခါကျတော့ဒီမှာကတော့ရမနေသေးဘူးကိစ္စအကူတော့ဒီကပေါ်တည်နေတော့ပြောလို့လိုတယ်။ဒီလိုမျိုးကမှစပိုင်းနဲ့ဆက်တဲ့ 呃，那个现在就是说，那个呃，今年的经济状况，特别是今年，都超开那比的呢。呃，特别是今年，特别是今年，我们这个啊比，每一个比都收入好，特别是比如，特别是现在收入比较高的，特别是今年比啊，每个月拿那个六万多块钱，每个月比一万，比一万嘞，比那个比较丰富了。比一万的收入，比如说，比那个干那个租啊，租那个地方，那个。 တော့ကလာတော့ဒီကတီးဟာတော့ရှိသေးလိုက်လို့ပဲလို့ဖြစ်တာပေါ့နော်လာမယ့်ရွေးကောက်ပွဲအပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ဖာပုံမြို့နယ်နဲ့လှမ်းဝဲမြို့နယ်တို့ခုမှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်မက်ဆေ့ချ်ရှင်ဝင်ရေးတွားရောက်ရမှာပါတီကိုယ်စားလှယ်လောင်းတချို့ဟာနေမီမလုံုံနဲ့အတွဲလမ်းကြောင်းချင်းကြီးကြည့်ပြီးတွားရောက်နေရတာကြောင့်ခက်ခဲနေရင်ဆိုင်နေရတယ်လို့ ပါတီကူရီလောင်းတွေကပြောပါတယ်2025 2020ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားခဲ့ပြီးစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှမဟုတ်ဘူးလို့နိုင်ငံရေးတကြွလှုပ်ရှားသူတယောက်ကပြောပါတယ်စိတ်ဝင်စားမှုကတော့မရှိဘူး။ဘာလို့ဆိုတော့အဓိကမကြည့်နဲ့။အဲ့မဲဆင်းရင်တွေကိုကြည့်။ဒီကထုတ်လိုက်တဲ့မဲဆင်းရင်ကိုဘယ်သူစိတ်ဝင်စားလဲ။ဘယ်ပြည်သူဥပမာဆိုတော့ကျွန်တော်တို့ကဟိုလိလကြအောင်ဆယ်ယောက်မှာဘယ်နှယောက်ကစိတ်ဝင်စားတာလဲ ဟိုအရင်တော့အဲ့လုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေ2015လို့2020လို့လုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေပြည်သူစိတ်ဝင်စားဘာကြောင့်စိတ်ဝင်စားတယ်လဲကျွန်တော်တို့ပြန်ကြည့်ကြည့်အောင်ဘာကြောင့်စိတ်ဝင်စားပြည်သူကိုယ်တိုင်ကဒါပေးရင်ဒါရမယ်ဒီလိုပေးမှငါတို့ရဲ့အခွင့်အရေးဒါရမယ်ဆိုတာသိလို့ပြည်သူတွေကတကယ့်ကိုစိတ်ဆန္ဒရှိရှိနဲ့သူတို့ကိုယ်တိုင်မဲစင်မပါလိုက်ပြီးတော့ရက်ွက်ယုံသွားဖြစ်ဒါမျိုးလုတ်ပြီးတော့အတတိယလုတ်ပြီးတော့ပြီးခဲ့တာအခုရွေးကောက်ပွဲကသူတို့သိနေပြီဆို သူတို့သိနေပြီသားရှင်သူတို့မပါလေကြိုက်လေတောင်မှကျွန်တော်ထင်တယ်မပါလေကြိုက်တယ်ပဲပြည်သူပြောတာအဲ့တော့မဲဆင်းကိုသူတို့စိတ်ဝင်စားဘူးဒီရွေးကောက်ပွဲကိုသူတို့စိတ်ဝင်စားမှာမဟုတ်စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲကိုကင်မီနီအတွင်းကမဲဆန္ဒနဲ့ခုနှစ်ခုမှာကျန့်ခိုင်ရေးပါတီဖလုံးစောဝေါ်ဒီမိုကရက်တစ်ပါတီကင်းမျိုးသားဒီမိုကရက်တစ်ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပို့မျိုးသားညီညွတ်ရေးပါတီတိုင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေဝင်ရောက်ရှင်တိုင်းမှာဖြစ်ပါတယ်။ပြည်သူ့လွတ်တော်မှာကိုယ်စားလှယ်ကောင်း31ယောက်အမျိုးသားလွတ်တော်မှာကိုယ်စားလှယ်ကောင်း29ယောက်ပြည်နယ်လွတ်တော်မှာတတိပုဂ္ဂလအပါဝင်ကိုယ်စားလှယ်ကောင်း38ယောက်ဝင်ရောက်ရွေးခံမယ်လို့သိရပါတယ်။ကျွန်တော်အောင်ခန့်နော်။ တောင်ဆူရန်တမရဆေဗာခီယာဟာနိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့မှာဒုတိယတမရလည်းဖြစ်ပြီးအာဏာရပါတီရဲ့ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ဘင်ဂျမင်ဘွန်မဲကိုယာရုကနေဖြုတ်ချခဲ့တဲ့အမိန်တရက်ကိုနိုင်ငံပိုင်ရုပ်မြင့်သံကြားမှာဖတ်ကြားသွားပါတယ်တမရကီယာကိုဆက်ခဲ့မဲ့သူနဲ့ပတ်သက်တဲ့မိကုံးတွေပေါ်ထွက်လာချိန်မှာပဲအဲ့ဒီလှုပ်ဆောင်ချက်ကြောင့်တောင်ဆူဒန်အစိုးရရဲ့အထက်တန်းလွှာမှာဇက်တိုက်အပြောင်းလဲတွေဖြစ်လာခဲ့ပြီးပြည်ရင်းစစ်တဲကိုပြန်လည်ကြောက်ရောက်သွားမှာကိုလည်းစိုးရိမ်မှုတွေရှိနေကြပါဗျာ။ ယာရုကနေထုတ်ပေးတာနဲ့ပတ်သက်ပြီးသမရကီယာရဲ့အမိန့်ထဲမှာဘာရှင်လင်းချက်မှမပါဝင်ပဲဒုတိယသမရဘိုမဲရဲ့နေအိမ်ရှိမှရှိရဲ့လုံခြုံရေးအစီအမံတွေရှော့ချခံရပြီးတဲ့နောက်မှာတော့မြို့တော်ဂျူဘားမှာထင်ကျေးပေးမှုတွေနိုင်ပေါင်းများစွာထွက်ပေါ်လာကြောင်းအဲ့ဒီအခြေအနေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကရိုက်တာသတင်းဌာနကိုပြောပါတယ်ကီယာဟာဘိုမဲကိုစက်တင်ဘာလတုန်းကတင်မြှောက်ပေးခဲ့တဲ့ဘိုချုပ်ယာရုကနေလည်းပြန်လည်ရှော့ချခဲ့တာဖြစ်ပါတယ် ဘုံမဲဟာ2018ခုနှစ်ကတည်းကအာဂရီလိုက်စားမှုနဲ့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကိုခံနေရတာပါရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။